ွေဦးတော်လိုင်းရေးမှာစစ်ကောင်စီကိုဒီဇိုင်းမမတ်ဆန့်ကျင်တော်လှန်ခဲ့တဲ့ LGBT စာရေးဆရာမဆော်ဟန်ွေဦးဟာမတ်လ9ရက်နေ့ညပိုင်းကထိုင်းနိုင်ငံမဲဆောင်မြို့မှာကွယ်လွန်သွားခဲ့တယ်လို့မိသားစုနဲ့နှိစက်တဲ့တိုင်းဝိုင်းမှာသိရပါတယ်နိုင်ငံရေးကျင်းသားဟောင်းလေးဖြစ်တဲ့အသက်28နှစ်အရွယ်စာရေးဆရာမဆောဟန်ရွေးဦးခနော်ဟဲနေထူကွယ်လွန်ချိန်မှာအဆုတ်ရောဂါ၊ငှက်ဖျားရောဂါနဲ့လေဖျံဝေဒနာကိုလည်းခံစားနေရပြီးချင်းမိုင်မျိုးနဲ့မဲဆောင်မျိုးမှာစေကူတာမှု၅လကျော်ကြာခံယူပြီးတဲ့နောက်ကွယ်လွန်သွားခြင်းဖြစ်တယ်လို့ဆိုပါတယ် နိုင်ငံရေးကျင်းသူဟောင်းတူဦးလည်းဖြစ်တဲ့စာရေးဆရာမစောဟန့်တွေဦးရဲ့စာပနာကိုမတ်လ10ရက်မွန်းလဲ2နာရီမှာထိုင်းနိုင်ငံမဲဆောက်မြို့ရှိတုတ်တန်တစ်ခုမှာပြုလုပ်ခဲ့ကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်စက်တင်ဘာလအတွင်းလူမှုကွန်ရက်တွင်စစ်အုပ်စုကိုစန့်ကျင်တဲ့စာရေးရေးသားမှု PDF တွေကိုထောက်ပံ့ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့မန္တလေးမြို့ရှိနေအိမ်မှာစစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ စစ်ကောင်စီက LGBT အရေးတက်ကြွလှုပ်ရှားသူစောဟန်တွေဦးကိုပုံမှ905ကဖြင့်ဖမ်းဆီးခဲ့ပြီး2021ခုနှစ်အောက်တိုဘာလမှာလူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ကစစ်ကြောရေးမှာကြုံတွေ့ခဲ့ရတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုထုတ်ဖော်ပြောကြားခဲ့ပြီးလူအခွင့်အရေးတရားမျှတမှုအရေး LGBT အရေးတွေကိုတက်တက်ကြွကြွတောင်းဆိုခဲ့တဲ့သူလည်းဖြစ်ပါတယ်